အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လွယ်ကူရိုးရှင်းပြီးရောမြန်မြန်ဆန်ဆန်ချက်လို့ရတယ်ကျွန်တော်ငွေနှင်းမူလေးကိုချက်ပြပေးတော့မှာဖြစ်ပါတယ်အချိန်3မိနစ်လောက်နဲ့ဟင်းတစ်ခွက်ပြီအောင်ချက်လို့ရပါတယ်ဒါကတော့ပါဝင်ပစ္စည်းလေးဖြစ်တဲ့ခန်းချင်းဒီမြုပ်ဒီစိမ့်နဲ့အာကျွန်တော်မူလေးကိုပြင်ဆင်ထားတာပေါ့နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကြက်တန်နီလေးကိုစီတတ်ပါမယ်ကျွန်တော်စီကြောက်တော့စီကိုနည်းနည်းလေးပဲထည့်တယ်အာကြက်တန်နီစီတတ်တဲ့အခါမှာတော့စနွမ်းမုံလေးထည့်ပြီးတော့ တတ်တာကအယောင်ပို့ပြီးတော့လာစေပါတယ်အာချက်အနီလေးနွင်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်တက်လောက်ထားတဲ့ခရမ်းချင်းဒီနဲ့မြို့ဒီသိန်းလေးကိုထည့်ပြီးတော့မှုပြီးပါမယ်ကျန်ချင်ဒီနဲ့မြုပ်ဒီစိမ့်ကြီးကနည်းနည်းလေးနွမ်းလာပြီးစီလေးလုံးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အာအရန်တင့်ချွေထားတဲ့ငွေနှင်းမူလေးကိုထည့်လိုက်လို့ရပါပြီ။ ဝင်နှင်းမိုလေးကနုညံ့တာဖြစ်တဲ့အတွက်အချိန်ခဏလေးအတွင်းချက်လို့ရရပေါ့နော်။အရသာအနေနဲ့ကတော့ကျွန်တော်ကကြက်သားမုံတစ်မျိုးတည်းကိုပဲတုံးထားပါဗါတယ်။အာကိုလိုတလို့အရသာကိုထည့်လို့ရပါတယ်။ကျွန်တော်ကတော့ကြက်သားမုံလေးနည်းနည်းပဲထည့်ပြီးတော့ငွေနှင်းမိုလေးကိုတေချာလေးလှိမ့်ပေးလိုက်တာနဲ့ရပါပြီ။အာဒါကတော့ဓမင်းကြိုင်တော့ပူပူရအတွက်ငွေနှင်းမိုနဲ့ကနက်မစလာချက်ထားလေးပါ။ဒါကတော့ကျွန်တော်အိမ်မှာစားဖို့ရအတွက်ဖယ်ထားတဲ့ငွေနှင်းမိုချက်ကလေးဖြစ်ပါတယ်ခင်ဗျာ။ အလွန်ဆုံးအချိန်9မိနစ်ပဲပေါ့နော်အာချက်တာမြန်တဲ့လူဆိုရင်အချိန်3မိနစ်လောက်နဲ့ဟင်းတစ်ခွက်မြန်မြန်ဆန်ဆန်လေးပြီးတယ်အရသာလည်းရှိရဲအားလုံးလေးကြိုက်ကြတယ်ဒါငွေနှင်းမို့ဟင်းကိုကလေးတစ်ခွက်ရပါပြီခင်ဗျာကျေးဇူးများကြီးတင်ပါတယ် အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လွယ်ကူရိုးရှင်းပြီးရောမြန်မြန်ဆန်ဆန်ချက်လို့ရတယ်ကျွန်တော်ငွေနှင်းမိုလေးကိုချက်ပြပေးတော့မှာဖြစ်ပါတယ်အချိန်3မိနစ်လောက်နဲ့ဟင်းတစ်ခွက်ပြီအောင်ချက်လို့ရပါတယ်ဒါကတော့ပါဝင်ပစ္စည်းလေးဖြစ်တဲ့ခန်းချင်တီမြုပ်တီးစိမ့်နဲ့အာကျွန်တော်မိုလေးကိုပြင်ဆင်ထားတာပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကြက်တွက်အနီလေးကိုစီတတ်ပါမယ်ကျွန်တော်စီကြောက်တော့စီကိုနည်းနည်းလေးပဲထည့်တယ် အာကျက်တနီစီတက်တဲ့အခါမှာတော့စနွန်းမုံလေးထည့်ပြီးတော့တက်တာကအယောင်ပို့ပြီးတော့လာစီပါတယ်အာကျက်တနီလေးနွှင်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်တက်လောက်ထားတဲ့ခန်းချင်းလေးနဲ့မြူဒီသိန်းလေးကိုထည့်ပြီးတော့မှုပြီးပါမယ်ကျန်ချင်ဒီနဲ့မြုပ်ဒီစင်းကြီးကနည်းနည်းလေးနွမ်းလာပြီးစီလေးလုံးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အာအရန်တင့်ချွေထားတဲ့ငွေနှင်းမူလေးကိုထည့်လိုက်လို့ရပါပြီ။ ဝင်နှင်းမိုလေးကနုညံ့တာဖြစ်တဲ့အတွက်အချိန်ခဏလေးအတွင်းချက်လို့ရရပေါ့နော်။အရသာအနေနဲ့ကတော့ကျွန်တော်ကစက်သားမုတ်တစ်မျိုးလေးကိုပဲတုံးထား